တာရတဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမြင့် channel ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါတယ်။ Happy birthday အမေစုဆိုတဲ့ video file လေးတွေကိုပေးပို့ကြပြီလားလို့မေးချင်တယ်။မြန်မာပြည်မှာရှိတဲ့ပြည်သူလူထုတွေတော့မဟုတ်ဘဲနဲ့လွတ်မြောက်တဲ့နေရာမှာရောက်နေတဲ့တော်လာရေးပြည်သူတွေကတော့စူးစမ်းပြီးတော့ပို့ကြပါလို့ကြွားကနေမှတစ်ဖန်ပြန်လေးပြီးတိုက်တွန်းချင်တယ်။ဒီနေ့ကတော့နောက်ဆုံးနေ့ပေါ့နော်။ဒီမနေ့အစောကြီးကိုကြည့်လိုက်တဲ့အခါမှာကျတော့9246 ရောက်သွားပြီဆိုတော့ကျမထင်တာကတော့အားလုံးကြိုးစားပြီးပို့လို့ရှင်ဒီညက8000ရောက်သွားမယ်လို့ထင်တယ်။ဆိုတော့ကျမတို့ဖြစ်ချင်တဲ့ Greenit Record လေးကိုဝင်သွားအောင်ကျမတို့ဆက်လက်ပြီးတော့ကြိုးစားပြီးပေးပို့ကြရအောင်လို့ပြောချင်တယ်။အမေစုတရင်နဲ့ပတ်သက်ပြီးတော့အော်ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်။ပန်းတပိတ်ရဲ့အင်ဂျီအပြားတပိတ်အဲ့ဒီလှုပ်ရှားမှုတွေမှာပါတဲ့သူတွေကိုလက်ရှိလုံခြုံတဖွဲ့ဝင်တွေကဖမ်းမဲ့အရေးယူမယ်။ထီထီရောက်လုံမယ်။ အရင်တော့လို့ဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်ထိထိရောက်လုံးမှာလုံငိမ့်လည်းမျောမနေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နှစ်နှစ်သုံးနှစ်တော့ကြာမှာပဲအဲ့လုံရရင်လုတ်ပေါ့ဗျာဆိုတော့အခုဒီတည်တင်းထဲမှာကျတော့အားလုံးကြာရတဲ့အတိုင်းပဲပန်းတပိတ်နဲ့အင်ဂျီအပြဝတ်ဆင်တဲ့တပိတ်ကိုစစ်ခွေးတွေကလည်းအင်မတားမကြောက်နေတယ် သူတို့ပြောတာကတော့လုံခြုံရေးတွေကတော့ဖမ်းဆီးမယ်လို့ပြောတာလုံခြုံရေးဆိုတာပါသိပဲလားစစ်ခွေးတွေကလုံခြုံရေးဆိုတဲ့အသိပဲနားမလည်ဘူးလုံခြုံရေးဆိုတာဟာမလုံမခြုံဖြစ်နေတဲ့ပြည်သူလူထုတွေကိုကာကွယ်ပေးတဲ့သူတွေကိုမှလုံခြုံရေးလို့ခေါ်တာဆိုတော့အခုနင်းတို့ကလုံခြုံရေးတွေကဒီပြည်သူတွေကိုဖမ်းမယ်လို့ပြောမှတော့ဒါကလုံခြုံရေးမဟုတ်တော့ဘူးခွေယူဖြစ်သွားပြီเนาะ တောင်ဆန်းစုကြည်ကိုအစောရာဟာပန်းကြိုက်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်။နုညံ့တဲ့အမျိုးသမီးဖြစ်တယ်။ဒါကြောင့်သူ့ရဲ့ပွေးနေတဲ့မှာပန်းပန်းသာပြက်လာ။ပန်းပန်းသာပြက်လာ။ဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျော်မျိုးမင်းကပြောတယ်။ NUG နဲ့ PDH တို့ကိုမထောက်ခံဘူး။โซบีมาအောက်မှာတော့ happy birthday အမေစုလို့ရဲလို့ရတယ်ဒါပေမဲ့ NUG နဲ့ CRPH ကို ဆန့်ကျင်တယ်လို့မပါဘဲနဲ့ happy birthday အမေစုလို့ပဲရဲလို့ရှိရင်တော့ဖမ်းတယ်လို့ပြောတယ်။ happy birthday အမေစုလို့ရဲဖို့အတွက်တောင်မှ NUG နဲ့ CRPH ကိုဆန့်ကျင်တယ်လို့အရင်ရဲရမယ်။မရဲဘူးဆိုလို့ရှိရင် happy birthday အမေစုဆိုတဲ့စကလုံးကိုရဲခွေမရှိဘူးတဲ့เนาะဆိုတော့အခုဒီမှာကျော်စုဦးဟောင်းသွားတာလဲအခုဒီလိုမျိုးပန်းပန်းပြီးမှအင်ဂျီအပြဝုတ်လို့ရှင်တော့လုံချုံရဲတွေကနေဖတ်မယ်အရင်တော့ကလိုမျိုးအာမခန္ဓာနဲ့ထွက်မှာမဟုတ်ဘူးထောင်နဲ့နဲ့သုံးနှစ်ချနိုင်တယ်လို့ပြောတယ်ဆိုတော့အကြတော့ကတော့ကျမလဲကိုကဒါပြောပေမဲ့ တရင်တင်ပြတဲ့အခါမှာပန်ပန်ပြီးအင်ဂျီအပြဝတ်ရမယ်လို့သတိမရဘူးကျော်စိုးဦးရဲ့တရင်ကိုနားထောင်ပြီးမှပဲသူကပဲကျမကိုသတိပေးတယ်လို့ဖြစ်လို့ဒီညတော့နော်လာတယ်နှစ်ဖက်စလုံးပန်ပန်ပြီးတော့အပြလေးဝတ်ထားတယ်တောက်ဖနာကတော့စီးပြချင်တာဒါပေမဲ့လမ်းလျှောက်လို့မရလို့ဖနာတော့မစီးပြတော့ဘူးနော်ကျော်စိုးဦးအားနာပါတယ်ဟဲ့ဆိုတော့အပြဆိုတာဟာ ငိမ့်သက်ခြင်းငိမ့်ချမ်းခြင်းဆိုတဲ့အသိပဲကိုဖော်ဆောင်တယ်။ပန်းကတော့အမေစုကြိုက်တဲ့အတွက်ကြောင့်သူ့ရဲ့မွေးနေ့ထဲမှာသူ့ကြိုက်တဲ့ပန်းကိုပန်းပေးတယ်။ပြီးတော့ခွေးကလွှဲရင်ကဘာပေါ်မှာရှိတဲ့လူတွေကတော့မတရားတဖြင့်ဖမ်းဆီးချုပ်နှောင်ထားတယ်။နိုင်ငံရဲ့အကျဉ်းသားတွေကိုလူမြောက်ဖို့ရအတွက်တောင်းဆိုနေကြတာဖြစ်တယ်။ဆိုတော့အပြားဆိုတာဟာငိမ့်ချမ်းရဲ့ဖြစ်တယ်၊ငိမ့်သက်ခြင်းဖြစ်တယ်။ ပြီးတော့လေနိုင်ငံရဲ့အကျဉ်းသားတွေကိုကိုလွတ်ဆွေးခြင်းလို့ထောင်ဝတ်ဆောင်တာအပြာရန်ဝတ်တာအပြစ်လားခွေးကျပိုးရဲ့ကောင်းကိုဖနှက်နဲ့တက်နင်းတာများနင်းတို့ထင်နေကြသလားနိုင်ငံရဲ့အကျဉ်းသားတွေကိုလွတ်ဆွေးခြင်းလို့အင်ဂျီအပြာဝတ်ပြင်းမှာပန်းကိုကြိုက်တဲ့အမျိုးသမီးရဲ့မွေးနေမလို့ပန်းကိုပန်းတာဒါကိုနင်းတို့အလောက်ကြီးကြောက်သလားမရှက်ဘူးလားခွေးကျပူရဲ့ပါဇက်ထဲမှာငရုစီထားတဲ့ဖနှက်နဲ့များတက်နင်းတယ်လို့နင်းတို့ကထင်လို့တရားစွဲချင်တာကြီးပဲပြောနေကြတာလားမရှက်ဘူးလား နော်အင်မတမအားတောင့်တဲ့အမျိုးသမီးဟာအားတောင့်တဲ့အမျိုးသားနဲ့လုံးဝရှင်လို့မရဘူးအမျိုးသမီးဆိုတာဟာယောက်ျားလောက်အားမရှိဘူးအားနွယ်တဲ့သူတွေဖြစ်တာဒါကြောင့်မိန်းမသားတွေဟာအားနွယ်တယ်လို့ကျွန်တော်မြန်မာနိုင်ငံမှာပြောလက်ရှိတယ်ဆိုတော့ဒီလိုမျိုးခွန်အားရှိနေတဲ့အချိန်မှာတောင်ယောက်ျားတွေနဲ့ ရင်ပေါင်မသားနိုင်တဲ့အမျိုးသမီးတွေဖြစ်ပေမဲ့အသက်80ဆိုတာဟာထိုင်လိုက်ထားလိုက်တော့မှခက်ခဲတဲ့အချိန်ဖြစ်တယ်။လေကအသက်ဆင်းနေခက်ခဲတယ်။အသက်80ဆိုတာဟာအစ်မတမခွန်အားချိနေနေတဲ့အချိန်ဖြစ်ပြီးဒီလိုမျိုးအဖွားကြီးရဲ့ပန်း တောက်ဖနတ်တန်လေးတွေကိုကြောက်နေတဲ့ကပအဆင့်39ဝင်တဲ့ standard army တွေကိုကိုကိုရှက်တတ်ကြပါနော်ထမိန်ဝတ်ပါလို့တော့မပြောချင်ဘူးဘာကြောင့်လဲဆိုတော့ကလူဖြစ်ပြမှထမိန်ဝတ်လို့ရှိရင်ကြက်တည်းရှိတယ်ထမိန်ဆိုတာဟာအချက်ကိုဖုံးပြီးမှတိတ်ခါကိုပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နင်းတို့ကိုထမိန်ချုံပါလို့မပြောချင်ဘူးထမိန်နဲ့ကိုမတန်တဲ့ ခွေးတွေဖြစ်တယ်เนาะဆိုတော့အခုဘောမတွေကတော့အတော်လေးလောင်နေကြတယ်ဆိုတော့အခုမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေတခါပြပြမှဒရိပေးချင်တယ်ပန်းပန္တာတွေအင်ဂျီအပြဝတ်တာတွေလုံးဝမလုပ်ကြပါနဲ့လို့ပြောချင်တယ်နော်ပန်းတပိတ်နဲ့အင်ဂျီအပြဝတ်တဲ့တပိတ်လုတ်ချင်းအဖြစ်ကျတို့တော်လာရေးဟာပြီးသွားတာမဟုတ်သေးပါဘူးကျတို့ဆက်လက်ပြီးတော့လုတ်ဆောင်ရမယ့်တော်လာရေးထဲမှာအဟန့်တာဖြစ်သွားနိုင်တယ် ကိုကတော့ဒီပန်းတပိတ်လှုပ်လိုက်တဲ့အင်ဂျီအပြာတပိတ်ဒီလှုပ်လိုက်တဲ့အတွက်ကြောင့်တော်လန်ရဲကိုနေကွေးသွားစေနိုင်တယ်။ဘာကြောင့်လဲဆိုတော့ခမည်းမပါတဲ့အတွက်ကြောင့်သူကမပါနိုင်တဲ့အတွက်ကြောင့်တော်လန်ရဲဟာကြာရှည်သွားနိုင်တယ်။ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့သူတွေပန်းမြဲတမ်းပန်းတဲ့သူတွေလည်းဒီ16ရက်နဲ့မှာပန်းမပန်ပါနဲ့အင်ဂျီအပြာမိုးကြပါနဲ့ပန်းပန်ပြီးမှအင်ဂျီအပြာဝုတ်ပြီးထောင်ထဲဝင်သွားတာဟာကျမတို့ရဲ့ရေရွယ်ချက်လည်းမဟုတ်ပါဘူး။ကျတို့ရဲ့တော်လန်ရဲလည်းအောင်မြင်သွားမှာမဟုတ်ဘူး။ကျတို့ရဲ့ ဒေါ်လာရဲကိုသာဟာနောက်နေစေသွားတာဖြစ်တယ်เนาะဒါကြောင့်ခွေးမကြိုက်ဖို့ရန်အတွက်16ရက်နဲ့မှာကျေးဇူးပြုပြီးမှပန်းပန္နာတွေအင်ဂျီအပြာဝတ်တာတွေမလုပ်ကြပါနဲ့လို့ຫນွေဦးမေကတော့အနှုံးညွန့်တောင်းပန်ပြီးမှမြတ်တာရက်ခံခြင်းတယ်เนาะ အစတုန်းကတော့ပန်းပန်မဲအင်ဂျီရဲ့ပြောင်းဖို့ပြင်မှာဒီလိုမျိုးသတင်းပြောဖို့တော့အစီအစဉ်မရှိပေမဲ့ကျော်စုဦးကကျမကိုသတိပေးတဲ့အတွက်ကြောင့်အင်ဂျီရဲ့ပြာတိချက်လေးနဲ့ပန်းလေးနဲ့လက်အောင်ပြင်ဆင်ပေးတဲ့အတွက်ကျော်စုဦးကိုကျေးဇူးတင်တယ်နော်ကျော်စုဦးရဲ့သတိပေးချက်နဲ့အမေစုကိုလည်းသတိရတာနဲ့ပန်းပန်ပြီးတော့အင်ဂျီရဲ့ပြာလေးဝတ်ပြီးသတင်းတင်ပြတာဖြစ်တယ်လို့ပြောချင်တယ်နော်အမေစုနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကတော့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ဘတ်တေးရောက်လာတဲ့အခါမှာ 2022ခုနှစ်တုန်းကနိုင်ငံတော်အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်နဲ့တာမတဦးဝင်းမြင့်ကိုအရှေ့နယ်ဒီရဲ့အရှေ့မှာတရားစီရင်တဲ့ CCTV တွေဟာပေါ်ထွက်လာခဲ့ပြီးဆိုတော့အခုဒီ CCTV ကိုပြည်သူရင်ခွေအဖွဲ့ကနေမှတဆင့် Guardian ဒရင်ဌာနကို ပေးပို့ခြင်းအပြင်ဒီ CCTV ဟာပြန့်နှံ့သွားတယ်ဆိုတာကိုသိရတယ်ဆိုတော့ CCTV ထဲမှာတောင်ဆန်းစုကြည်ရဲ့နေ့စဉ်တက်တာအာအိယာစက်ထားတဲ့အချိန်ကနေမှအိတ်တဲ့အချိန်အထိရိုက်ထားတဲ့အဲဗီဒီယိုတွေပါဝင်တယ်တောင်ဆန်းစုကြည်မနေ့၄နိုင်ခွဲကနေ၈နိုင်ခွဲအထိရိုက်ထားတဲ့ CCTV တွေထွက်ပေါ်လာတယ်အမေတောင်ဆန်းစုကြည်ဟာမနေ့တနာရီပုံမှန်တရားထိုင်လက်ရှိပြီးညနေပိုင်းမှာတော့ပုံမှန်အာသူ့ရဲ့စက်မှာရဲအယအပြင်တော့အထွက်လို့မရပေမဲ့သူ့ရဲ့အခန်းထဲမှာလမ်းလျှောက် ပြီးမှကြမှာရေလုတ်တယ်ဆိုတာသိရတယ်။နောက်တစ်ခုကတော့သူ့ရဲ့အသွာအလာပြောဆိုဒီကနော်လေတန်ဒီကတော့ပြောင်းလဲမှုမရှိပေမဲ့ပမပန်တော့ဘူးဆိုတာသိရတယ်။ပမပန်တာကတော့ပမရလို့လည်းဖြစ်နိုင်တယ်။သူကပန်းချစ်တဲ့မျိုးသမီးဖြစ်တဲ့အတွက်ကြောင့်ပန်းကတော့ပန်းတွေ့လို့ရှင်တော့ပန်းပါမှာပဲ။ဒါပေမဲ့ ်မဘေဒါကပန်းပန်လက်ပါဆိုတာကတော့အမြဲတမ်းအောင်မြင်ခြင်းဆိုတဲ့အတိတ်ဘေကိုဖော်ဆောင်တဲ့အတွက်ကြောင့်ဒီအောင်မြင်ခြင်းဆိုတဲ့အတိတ်ဘေကိုမဖော်ဆောင်ခြင်းချင်တော့ခွေးတွေဘက်ကနေမှပန်းပန်တဲ့ဥစ္စာကိုပိတ်ပင်သားစီတာလည်းဖြစ်နိုင်တယ်ကဘာပေါ်မှာပန်းကြောက်တဲ့စက်တတ်ရှိတယ်ဆိုတာကို မမေ့ကြပါနဲ့เนาะ နောက်တရင်ပုတ်နေနေကတော့စီရဲ့တရင်ဖကနေမှာနေရကြူကြာကြူကြာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဖကမော်ဝမ်ကြီးနဲ့မော်ဝမ်လေးမှာလည်းတိုက်ပွဲဖြစ်နေတယ်ဖြစ်ပွားနေတယ်မော်စီစာမှာလည်းတိုက်ပွဲတွေဖြစ်ပွားတယ်ဆိုတော့အခုတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တပ်ပုံထဲမှာအတန်ထည့်ပေးမယ်နားထောင်ကြည့်ရအောင်နော်ဟာရအလောင်းဆွဲချတာအလောင်းလောင်းဆွဲချနေဟဲ့ရှင်းနေရှင်းနေဘောကြီးရောက်တာဟောကြီးရောလောင်းဆွဲချနေ

တက်မှတ်33ရက် acid uc do ဘုံမဖြူစော်တက်ကတော့အဲ့မှာမတာပေါ်သွားတယ်ဆိုတော့အခုပောက်တဲသေးလေးရှိတယ်အဲ့ရပောက်ကနေမှဖြူစော်တက်ဆိုတဲ့ခွေးကိုအဲ့ကနေမှဆွဲထုတ်လာတာဖြူစော်တက်နဲ့အတူစစ်ခွေး20တကောင်မတာပေါ်သွားတယ်အခုမော်ဝမ်ဘက်မှာလည်းခွေးတွေအတော်လေးအတုံးယုံသေးနေကြတယ်လို့သိရတယ်ပြီးတော့ဖကန်ကနေမှထွက်လာခဲ့တဲ့စစ်ခွေးတွေကို KIA နဲ့ပူပေါင်းတော်လိုက်ရေးတွေဘက်ကနေမှ drone နဲ့တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်အတော်လေးမတာပေါ်သွားတယ်တချို့ ကြတော့ရှင်တော့ထိခိုက်တန်ရရတယ်เนาะတချို့ကြတော့လည်းတည့်ရဲ့အတိုင်းပဲခွေပြွက်ဝက်ပြေးပြေးသွားတယ်ဆိုတာသိရတယ်ဘမောကစည်ရည်နည်းနည်းလေးငြိမ်နေတယ်ဒါပေမဲ့ဘမောမှာလည်းတိုက်ပွဲတွေရှိတယ်အခုမြစ်ကျနရဲ့တဖက်ကမ်းမှာလည်းတိုက်ပွဲတွေဖြစ်တယ်ဖက်ကမ်းဘက်မှာလည်းတိုက်ပွဲတွေဖြစ်တယ်ဆိုတော့စစ်ခွေးတွေကတခြားပြည်နယ်တိုင်းတွေမှာတိုက်တယ်ဆိုလို့ရှင်ဒီတိုင်းပဲတိုက်တယ်ဒါပေမဲ့ကျတော့ KIA တွေကိုကြတော့လေဘလို့ဘလို့များဖြစ်ကြတယ်လဲတော့မသိဘူးကျတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်เนาะ KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လာ မနေ့ကည၈နာရီကတည်ဆုံသွားတဲ့သတင်းများထွက်ပေါ်လာပြီးနောက် ခိုင်ကိုခိုင်ရင်အဖွဲအစည်းအတွင်မငြိမ်သက်မှုတွေဖြစ်ပေါ်နေတဲ့သတင်းတွေလည်းထပ်ပေါ်လာတယ်လို့ကချင်အရေးလေ့လာသူတဦးကဆိုပါတယ်။မနေ့ည၈နာရီလောက်ကဆုံးသွားပြီလို့သတင်းတွေထပ်ပေါ်နေတယ်။သူတို့ဘက်ကတရားဝင်ထုတ်ပြန်တာတော့မရှိသေးဘူး။အင်ပန်လာဆုံးတဲ့အပေါ်အဖွဲအတွင်မှာသူ့နေရာလွှဲပြောင်းပေးဖို့အတွင်းရေးမကြေနပ်မှုတွေဖြစ်ပေါ်နေတယ်လို့ကြားတယ်။ခိုင်ကိုခိုင်ရင်အတိုင်းဝိုင်းကဂွမ်မော်ကိုဥက္ကဋ္ဌနေရာမပေးဘူးလို့လည်းကြားရတယ်။ KIC ဗဟုကော်မတီအချင်းချင်းကြားမှာလည်းမကြေနပ်မှုတွေဖြစ်နေတယ်လို့ကြားတယ်။ဒီတိုင်းဆိုရင်အာနာသိန်းနာတွေဖြစ်လာနိုင် င်တာဟုတ်တယ်လို့သူကပြောပါတယ်။ဘူချိုချင်းအင်ပန်လာအခုလိုဖြစ်ရခြင်းမှာခရိုင်ရင်အင်အားညော့နေခြင်း၊ PDF အင်အားညော့နေနေခြင်းမှာကချင်အထူးဒေသတစ်ကိုထိုးစစ်ဆင်လာမျိုးကိုဆိုရင်ကစိတ်ဖိစီးမှုများလာတဲ့အတွက်လေဖြန်းပြီးတည်ဆုံးရခြင်းဖြစ်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်လို့သူကထပ်မံပြောပါတယ်။အခုက PDF အင်အားကလည်းထင်သလောက်မရှိတော့ဘူး KIA ရဲ့အင်အားကလည်းတော်တော်လေးညော့နေလာတာဟုတ်တယ်ဗမော်နဲ့ဖားကန့်ဘက်မှာသူတို့တော်တော်လေးအကြအဆုံများခဲ့တာလည်းဟုတ်တယ် အဲ့ဒီအပေါ်မှာကချင်အထူးဒေသတစ်ကိုတက်မတော်နဲ့ပြည်သူစင်နေကြဆောင်တက်အဖွဲ့တွေထိုးစစ်ဆင်မဲ့သတင်းတွေထွက်ပေါ်လာတဲ့အခါစိတ်ဖြစ်စည်းမှုတွေများလာပြီးတည်ဆုံးတာဖြစ်တယ်လို့ပြောဆိုလာတာတွေလည်းရှိတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီသတင်းတွေကြောင့်ခရိုင်ရီတက်သားတွေအပေါ်အချိုးတက်ရောက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့သူကပြောပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းဇွန်လ23ရက်နေ့ည9:00နာရီကဗိုလ်ချုပ်ကြီးအင်ပန်လာလေပြန်းသွားတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် ဇောလ15ရက်နေ့ည7:00နာရီမှာတည်ဆုံသွားတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်တယ်လို့သိရပါတယ်။အခုဒါကတော့ပန်ဝါစကားဝိုင်းဆိုတဲ့ TV channel ကနေမှတစ်ဖက်တစ်လားနဲ့ပြန်ပြောလာပြီးပြီးတော့ကျွားတို့ရဲ့ KO ဥက္ကဋ္ဌဘာလာတည်သွားတယ်တဲ့။ဖြစ်ချင်နေကြတာဖြစ်ချင်နေကြတာသူတို့မတာပေါ်မှာကြောက်တော့အခုကျွားတို့ရဲ့ဥက္ကဋ္ဌကို တနေ့ကည၈နာရီမှာတည်သွားတယ်လို့ပြောတယ်ကျက်တရေကိုတုံးလိုက်တာဒါပေမဲ့နင်တို့ပြောတော့လဲဗမာလိုဆိုလို့ရှင်တော့ရက်တရချေတယ်လို့ပဲတတ်မှတ်လိုက်တော့မယ်เนาะဆိုတော့အခုကျတို့ KIO ဥက္ကဋ္ဌဆုံးသွားတယ်ဆိုတော့ KIO နဲ့ KIA ကြားမှာပြဿနာတွေဖြစ်နေကြတယ်ပြီးဒီဥက္ကဋ္ဌနေရာတွေကိုသူ့ကိုပေးမယ်ကိုယ့်ကိုပေးမယ်ပေါ့ကွာအဲ့လိုမျိုးပြဿနာရှိနေကြတယ်တဲ့တော်တော်လေးကိုတော့ပုံပြင်ပြောတော့ကောင်းသားပဲ နော် KAAD ကိုစစ်တိုက်လို့မနိုင်တဲ့အခါမှာတရင်မျိုးစုံနဲ့လည်းဖြန့်ဖြူးနေကြတယ်ဆိုတော့ဒါကိုမသိတဲ့သူတွေကြားလို့ရှင်တော့အိုးဟုတ်တလားသူထင်းနေအောင်မယ်နော်ကျတို့ရဲ့ KAO ဥက္ကဋ္ဌဟာစံစံမမာနဲ့ရှိနေပါတယ်ဆိုတဲ့အကြောင်းလည်းပြောပြချင်တယ်နော်နောက်စီရဲ့တရင်တပုတ်အနေနဲ့ဆိုလို့ရှိရင်တော့မကွေးတိုင်းငဖေးမြို့နားမှာရှိတဲ့စစ်ခွေးတွေက ကပ္ပစဆလေကစခွေးဒီနဲ့နတ်ရေကံဘက်ကိုထိုးစစ်စင်လာခဲ့တဲ့တမ96ဒီနဲ့အခတ်တတော်နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေမှတိုက်ပွဲတွေဖြစ်နေကြတယ်လို့သိရတယ်ဆိုတော့မကြခင်မှာကြောက်ဖြူလဲကျတော့တိတ်ရဖို့အခြေအနေတွေအများကြီးရှိနေတယ်ပြီးတော့ငဖဲဝင်းကျင်နေအမ်ပဒန်တွေဘက်မှာလည်းစစ်ခွေးကင်းစင်တဲ့နေမြေဖြစ်ဖို့ရအတွက်နည်းနည်းပဲလို့တော့တယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ ကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့မိုးပြေပြည်သူကကွယ်ရဲတပ်ဖွဲ့တီထောင်တာလဲနေပြီးသွားပြီးဆိုပြီးမှမနေ့ကကျွန်း16ရက်နေ့မှာမိုးပြေ PDF ဒီဘက်ကနေမှထုတ်ပြန်လာတာကိုတွေ့ရတယ်။လဲနေတိုင်းတိုင်းဒုက္ခစီးရဲများစွာကိုခိုင်းပြီးမှတိုင်းပြည်နဲ့လူမျိုးတွေအတွက်တိုက်ပွဲဝင်ပေးခဲ့တဲ့ပြည်သူတွေကိုကာကွယ်ပေးခဲ့တဲ့မိုးပြေ PDF ဒီကိုအထူးပဲကျေးဇူးတင်ကြောင်းပထမအုပ်ဆုံးပြောချင်တယ်။ဆိုတော့အခု၄နှစ်တိုင်းတိုင်းတိုက်ပွဲဝင်လာခဲ့တဲ့အခါမှာ တော်လိုင်းရေးရေပေါ်၄၀နှစ်ဦးတိုင်းပြည်နဲ့လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလိုခဲ့တယ်ဆိုတာသိရတယ်ရေပေါ်တချို့ကတော့မိမိရဲ့ခန္ဓာတချို့တပိုင်းကိုတိုင်းပြည်နဲ့လူမျိုးအတွက်ပေးဆက်ခဲ့တယ်ဆိုတာကိုသိရတဲ့အတွက်အကြောင်းချက်ရှုံးသွားတဲ့ရေပေါ်ဒီနဲ့အတူသူရဲ့မိဘများကိုခန္ဓာအစိတ်ပိုင်းတွေကိုတိုင်းပြည်နဲ့လူမျိုးတွေအတွက်ပေးဆက်ခဲ့တဲ့သူတွေနဲ့သူတို့ရဲ့မိသားစုအားလုံးကိုလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ပြည်သူတွေအားလုံးကျမ်းမာပြုရှိကြပါစေ